အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့1962ခုနှစ်နိုဝင်ဘာလတုန်းရှူးမောမဂ္ဂဇင်းမှာဆရာငွေမောင်းရေးသားထားတဲ့နှစ်ကြိမ်မြောက်ကြည်စေခြင်းဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်နှစ်ကြိမ်မြောက် ကြည်စေခြင်းညာ9နာရီကျော်ပြီဖြစ်၍အောင်ဝိဇ္ဇာကပီးတွင်လူရှင်းစာပြု၍လာပြီ မလမ်းမကန့်ရှိရန်ကုန်ပြည်သူစေယုံကြီးမှာနောက်ဆုံးသတင်းအကျွေးကြံလေးတချို့ရလို့ရညာလာရောက်စောင့်ဆိုင်နေကြတော့သတင်းတော့၃လေးဥသာ အပြေးပြေးကြားထုတ်လေးရရှိနေကြတော့သည်ဟေးမထူးပါဘူးကွာဒီလောက်အချိန်ရှိမှသတင်းလိုကြည့်ရင်ကို့ဟာကို ကားတစ်စီးစီးရှိလိတ်ခိုင်မှပဲရဖို့လမ်းရှိတော့မယ်ငါတော့တိုက်ကိုဖုံးဆက်ပြီးလစ်မဟေ့ လူပုံပန်းဖီယိုဖျဲနိုင်လွန်လာသောတရဲနောက်ကိုတန်းကကလထိုင်တွင်ချိတ်ထားသောရှမ်းလော်အိတ်ကိုလှမ်းပြုတ်ကပြောလိုက်သည်တွင်စိတ်ပါလက်ပါချားထိုင်ထိုး၍နေသောတရဲနောက်ကိုတစ်လွင်ကရုတ်တရက်အိယာမှလန်နိုးသူပမာစက်ကနေဖြစ်သွားပြီအေးဟုတ်ပါရဲ့ဒီချိန်ဆိုဒိုးတိုက်ကဖောင်းတော့ပိတ်ပြီအိမ်ပြန်အိတ်ပြီးတော့ကိုွေးတာပဲကောင်းပါလိမ့်မယ်နေကြပါဦးဆရာတို့ဝင်တားသူမှာအင်္ဂလိပ်သတင်းစာကြီးတစ်စောင်မှာပုံကင်းသတင်းတော်ရစ်ချက်ဖြစ်၏ ရိချက်မှာရှုပ်ပွေရှုံနောက်ဒီဘန်နိုင်တည်င်းတော့လောကရေနိုင်မဲကြည့်သူဖြစ်သည်အင်္ဂလိပ်လူမြန်မာလူတွက်လက်သူကရီးယန်ဘာသာကိုးကွယ်သောတမီလူမျိုးဖြစ်ပြီးအပေါင်းအသင်းဝင်ဆက်အောင်နေတတ်သူဖြစ်စိုးစမ်းပါအောင်ကလာရဲ့မင်းအကြံပါရှိသေးလို့တော့ဒီချိန်ဆိုကန်နာလန်ကမင်းအဆက်တွေလည်းပြန်ကုန်ကြရောမို့ဟာတရင်တော့လောကတွင်ဝါရင်ဆုံးအတက်အကြီးဆုံးဖြစ်သည်ဖြင့်အများကအဘဟုဝိုင်းခေါ်ကြသောဥထုံးမောင်ကြီးကဝင်းပြောလိုက်ရတွင် ရစ်ချက်ကထုံးစံအတိုင်းအင်္ဂလိပ်အမေရိကန်ဇက်လိုက်ပေါင်းစုံတို့မှအတူခိုးယူထားသောအမူအရာနဲ့အခုကျွန်တော်တို့သိပ်ပြင်းစရာကောင်းနေတယ်မဟုတ်လားအဖရဲ့ဒါကြောင့်ကျွန်တော်တို့ဧကရိုက်ကအဆောက်ရမစင်းကြီးကိုတွားနောက်ရကောင်းမလားလို့ဧရင်ဦးထုံးမောင်ကမျက်နှာရှုံ့ပေးလိုက်ပြီးဟဲငါအကောင်းမဲ့လို့တွားမလို့ဆမ်းပါနဲ့ကွာတင်းညိုင်ခြေတစ်ဖက်လှမ်းနေတော့တဲ့အဖိုးကြီးကိုများမင်းကကြင်ညက်ပါမယ် ရမစင်းမှာဈေးယုံကြီးမှာရေခဲတိုက်ကိုညအချိန်စောင့်ရသောဒရဝံအဖိုးကြီးဖြစ်သည်ဒရဝံအလုတ်ကြီးအတူတူအန်ဒီရဲ့ကင်းလာသောလူသေးများကိုစောင့်ရသောဒရဝံအလုတ်ဖြစ်၍သာသူခမယခုအသက်အရွယ်ထိအိုမင်းမဆွမ်းဖြစ်နေသည့်တိုင်အောင်အလုတ်နှင့်ကိုမြဲနေပုံရ၏တတိအဖြစ်လဲအချိန်ကြာမြင့်စွာဈေးယုံကြီးတွင်အမှုထမ်းခင်သော တကောင်ကျွတ်အဖိုးကြီးရမစင်းတို့အသက်အရွယ်ကြောင့်တတိနည်းနှင့်ဇိုင်းရအာနာပိုင်းများက အလုတ်ထုတ်เสียအကြောင်းမရှိ၍လည်းဖြစ်ပုံရ၏ယခုလိုပြီးချောက်ချောက်နိုင်လာသောညမျိုး၌အတတ်နှင့်ကိုမြဲသည်ဟုပြောယုံလောက်သာရှိသောရေခဲတိုက်ဆောင်ဒက်ခိတာဒရဝံအဖိုးကြီးရမစင်းကိုမှနောက်ပြောင်းလို့သည့်ရစ်ချက်ကိုအားလုံးကဝိုင်းအဖြစ်နေ၍နှာခေါင်းရှုံကြသည်မင်းနှင့်ကွာအားပြတ်လို့တေဂာနီနှအိုမာကြီးတကောင်ရဲ့အမိကို ပြောင်းအိုးတွေချီပြီးတော့မီးရှို့တဲ့ဒုံငငယ်ကအပေါင်မျိုးဖြစ်နေပြီနမကြီးအသက်သာထွက်သွားတယ် ရောက်အိုးတွေအကြောင်းနင်းနင်းမှတော့ဂရုစိုက်လိုက်ပုံမရဘူး။ဦးတွန်းမောင်ကြီးကထိုးထိုးမှတ်ချက်ချလိုက်တော့လေရေချိုက်အစီအစဉ်ကိုကြားသိလိုက်ရတော့ခါတွင်အနီးမှာပြန်ရန်ပြင်ဆဲဖြစ်နေသောတရင်တော်တစုတို့ကပါစိတ်ဝင်စား၍လာတော့သည်။ဟုတ်တယ်အဖရ။ဒီနေ့စမ်းကြည့်အောင်အဖိုးကြီးရမစင်ဘလို့နေမလဲမသိဘူး။တယောက်ကဝင်ပြောသည်တွင် အခြားတယောက်ကလည်းစိတ်ပါလာပါနဲ့ဟုတ်တယ်ဗျို့ဒီအတိုင်းဆိုကျုပ်9နိုင်ခွဲရုပ်ရှင်မသွားတော့ဘူ ရေချက်ဇက်ထုတ်ကိုပဲစောင့်ကြည့်တော့မယ်အေးအဝီစီလာမယ်ကိုရော်တို့သွားကြလောက်ကြဟောဒီကလားကလည်းမသေးခင်အဝီစီကြွားမယ်ကောင်ဘယ်နဲ့ကြံ့ကြံ့ဖန်ဖန်မင်းမို့လို့ဒီအလုံးမျိုးစိတ်ကူးရတယ်အံ့ရောဟေးရေချက်ငါတော့ကြက်သီးထားပါရဲ့ဘာမဟုတ်သောအလုပ်တစ်ခုအတွက်စိတ်တက်ကြွနေသောလူရွယ်တစုဟာဥထုံးမောင်ကြီးကအပြစ်တင်ပြောဆိုလိုက်ပြီးနောက်ထီးကိုဆွဲကအောင်ဝိဇာကပီမှထွက်ခွာ၍သွားလေတော့သည် ဈေးရုံဝင်းကြီးအတွင်းရှိရေခဲတိုက်သို့ကူးတန်းရဆင်းညာလေးပေါ်တွင်တရင်တောက်၃ဦးရပ်နေကြရ၌ရစ်ချက်မှာလက်ပတ်နာရီကိုတကြီးကြီးနှင့်ကနာမငိမ့်ဆုံးဖြစ်၍နေသည်နောက်ဆုံးတွင်သူကားပင်စတင်၍ဟော၉နာရီခွဲပြီဘဟာဒူးအလဲပြီးသွားပြီကြည်နေရမတ်စင်းကြီးကိုဂျူတီလဲဖို့သူ့သွားခေါ်လိုက်မယ်အဖိုးကြီးကဒီလိုပဲကွသူ့လှဲ့ကြရင်သွားခေါ်မှရောက်လာတာရေခဲတိုက်ဘက်မှလျှောက်လာတော့တရဝမ်ဘဟာဒူးနှင့်ရစ်ချက်တို့လူစုစုံကြသည် ရဝံဘာဟာတို့မှာသူတို့သတင်းတောက်တစုနဲ့အချိန်မရွေးစုံနေကြပြီး၍အံ့ဩခြင်းမဖြစ်တော့ပဲနှုတ်ဆက်စကားအနှဲငယ်ပြောဆိုကညဂျူတီချမိယမတ်စင်းကို ခေါ်ရန်အတွက်ထွက်သွားတော့သည်ဒရဝံမြေကျောပြတ်သွားသည်နှင့်ပြိုင်နှင့်အကွက်ချောင်းနေသောရစ်ချတ်သည်ရေခဲတိုက်ဘက်သို့အပြေးအလွှာဝင်ရောက်ပျောက်ကွယ်သွားတော့၏တအောင်းမြကြားတွင်အသက်သွင်းထားသောစာကြောင်ယုံကြည်လာလှုပ်တုပ်လှုပ်တုပ်နှင့်ရှောက်ရီလာသောအဖိုးကြီးယမတ်စင်းနှင့်စောင့်နေသောသတင်းတောက်နှစ်ဦးဖြစ်သူ ကိုတန်းနှင့်ကိုတွဲ့နှင့်တို့ဆုံးမိကြသည် တွေ့နေကြပြီ၍သူကအံ့ဩမှုပြတော်လဲတကာတရံဘောက်ဆူးရှင်များဖြစ်သောတရင်တော်များကိုဖော်၍စာဖြင့်နှုတ်ဆက်ကြသည်ယမစင်းမှာတုံချီတုံချီနှင့်အတော်ပင်နားလေးနေပြီဖြစ်၍ကိုတန်းတို့ကဟိန္ဒူစတန်ဒီဘာသာဖြင့် အော်၍ပြောဆိုရ၏အဖိုးကြီးဒီအထက်မှာကန်တော်ကြီးကလူသေးလောက်တလောက်ခုပဲရောက်လာတယ်ဆိုဟုတ်လားကျွန်တော်မသိဘူးဆက်ကျွန်တော်ကအခုပဲလှုပ်ဆင်းရမယ် စောစောကဒရဝံဘာဟာဒူစက်တို့ကိုမပြောသွားဘူးလား။သူနဲ့မတွေ့လိုက်ဘူး။ကျုပ်တို့ဟာအခုမှရောက်တာ။ကောင်းပါပြီဆက်။ဒါပြင်ကျွန်တော်သွားကြည့်လိုက်မယ်။ဆရာတို့ဒီမှာညောင်းရင်လဲကျွန်တော်အခန်းထဲမှာလာတိုင်းပါလား။နေပါစေအဖိုးကြီး။ခမရလူသွေးတွေကြားတဲ့နေရမှနေစားရင်ဒီမှာကမှကောင်းသေးရဲ့။အဲလူသေးအလောင်းအစ်စ်ရောက်နေတာမှန်ရင်သာကျုပ်တို့ကိုခေါ်လိုက်။အစီအစဉ်အတိုင်းဖြစ်လာသဖြင့်ဦးရှင်၍နေသောကိုတန်ကရမစင်းလက်ထဲသို့စက်တန်တရွက်ထည့်လိုက်သည်တွင် ရမစင်းမှာတုံတုံချီချီဖြင့်စလန်အကျဉ်းချင်းပေးလျက်ရေခဲတိုက်ရှိရသူရှောက်သွားလေတော့သည်တအောင်းမြကြာရင်ကအသက်နှင့်ကိုနှင့်မမျှအချိန်ပြေးစွာဥရဖာယာပြေး၍ထွက်လာတော့ရမစင်း၏ကိုလုံးနှင့်မရိုက်မိစေရန်ကိုတင့်လွင်တို့နှစ်ဦးကဘေးသို့အနိုင်နိုင်ရှဲပေးလိုက်ရ၏ရမစင်းမှာမူကား၎င်းတို့ကို တွေ့ဟန်ပေမရှိဈေးယုံကြီးတို့သာဥတည်လျက်ပြေးလွှားပျောက်ပွေသွားတော့၏ဇက်တိုက်ဆိုသလိုပင်ဘရစ်ချက်လည်းပြေး၍ထွက်လာသည် ဥပုံတရံကမူယမက်စင်းနှင့်လာလာမြတ်ပါသူတခွီခွီဥနှိတ်ရေမောနေရာမှာဗလာချင်းလျက်ရှိသော ကိုအထက်ပိုင်းကိုအဝေစားမြတ်အလင်းမြန်ဆွဲဝေ၍နေသည်ထို့နောက်ရေကျင်စိတ်ကိုအနိုင်တိုင်းထိချုပ်ထားရဟန်နှင့် သူနှင့်ယမက်စင်းတို့ရေခဲရိုက်တွင်မှဇလန်းကိုမြေရေဆက်၍ပြောပြလေတော်သည်ရေခဲရိုက်တွင်၌လူသည်အလောင်းများထားရှိရာတတ္ထုဇလားကြီးများမှာဇပွဲအံဆွဲများအလားစီတန်း၍တည်ရှိသည် ဇလားတစ်ခုတစ်ခုစီပမာဏမှာအလျား9ပေအနံနှင့်အမြင့်2ပေခန့်ရှိလျက်အချို့မှာအံကြပိတ်လျက်ရှိပြီးအချို့မှာမူစွဲ၍ပွင့်ထားသောအံစွဲအလုံးများကဲ့သို့ဟာလာဟင်းလင်းတည်ရှိသည်ဇေယုံကြီးတို့အကြောင်းမျိုးမျိုးကြောင့်ရောက်ရှိလာသောလူဒီအလောင်းများကိုဆိုင်ယံဆရာဝန်များကစစ်ဆေးကြည့်ရှုခြင်းမပြုရမီတော့၎င်းစစ်ဆေးပြီးနောက်တကြွရန်ထုတ်ယူခြင်းမပြုမီ၎င်းအထက်ပါဇလားအလုံးများ ထဲက ်အထဲသို့တွန်းပိတ်လိုက်ခြင်းဖြင့်အေးတက်ကိုပေးထားရခြင်းဖြစ်သည်ဇလားတိုင်းတွင်နံပါတ်များရေးထိုးထားလျက်လူသည်၏မှတ်တမ်းများချိန်ဆွဲရန်နေရာပါရှိပေသည်ကျင်ကျန်ပန်ပန်အနောက်တန်လွန်လာသောသရင်းတော်ရစ်ချတ်သည်ဒရဝမ်ဘဟာရူးနှင့်အဖိုးကြီးယမတ်စင်းတို့တာဝန်လဲခြင်းကိုကြိုတင်သိပြီးဖြစ်သည်လျာလွတ်နေသောအချိန်ကလေးအတွင်ရေခဲတိုက်တွင်သို့ပြေးဝင်လာလျက်လူသည်ထဲ့သောဇလားအလုတ်တစ်ခုအတွင်မကြောက်မရွံ့မယုံမရှာဝင်၍အိတ်နေခဲ့ခြင်းဖြစ်သည် ကိုတော်လုံးကြီးဖြစ်လျက်မျက်နာကိုပုံပြက်ဆင်းပြက်ဖြစ်အောင်ပြုလုပ်ထားတဲ့ပြင်အဖိုးကြီးရမတ်စင်မှာသူ့အားလောလောလတ်လတ်ရောက်လာတော့လူသေးအလောင်းတစ်လောင်းအပြင်အကျွမ်းမဲ့မှတ်ယူပြီးဖြစ်သည့်လျောက်ပိတ်ဖြူတစားကိုယူကာဖိုးအိုးလျက်ရေခဲခဲအတွင်းသို့တော်သွေးမီအလုပ်တွေမှာငတိကငုတ်တုတ်ထထိုင်ပါလေတော့သည်ထို့နောက်ဈေးယုံကြီး၌အမှုထမ်းတဲ့အနှစ်90ကျော်အတွင်းထိုအဖြစ်မျိုးတစ်ခါမှမကြုံကြိုက်ခဲ့ဘူးသည်ဖြင့်ကြက်သေးသေးမှင်တက်မိနေသော အဖိုးကြီးရမတ်စင်အား ပြူးကြောင်ကြောင်ကြည့်လျက်အာလေးရှာလေးကြီးဖြင့်ငါဘယောက်နေလဲအဘိုးကြီးရမတ်စင်းကသူ့စကားကိုစုံအောင်ကြားနိုင်သည့်အခြေအနေမရှိတော့ပဲတာဝန်ကျဒေါက်တာကိုအကြောင်းကြားရန်အတွက်သူ့အသက်နှင့်ခန္ဓာကိုယ်အတွက်မယုံကြည်နိုင်လောက်သောလှင်မြန်ခြင်းမျိုးဖြင့်ပြီးသွားနေလေပြီဂျေဟန်လက်ဟန်များဖြင့်စကားဒရက်ဆက်ပြော၍လာသောရမတ်စင်း၏နောက်သို့ဒေါက်တာတယောက်နှင့်သူနာပြူနှစ်ယောက်ဦးရဖားရပြေးလိုက်လာကြသည်ဒေါက်တာမှာသူ၏ဝိလုံကြီးတန်လန့်နှင့် ဘိုဒီဘတ်တီဖြစ်ဝင်နေသည်တရင်တောင်များပြီးပြီးမင်းသေးနိုင်လုံးလာသောရစ်ချက်တို့လူစုကဒေါက်တာအားဘာမှမသိတယ်လို့အကျိုးအကြောင်းလမ်းမှပြန်မေးသည်ကိုပဲဒေါက်တာကဘာမှပြန်မပြောနိုင်သေးပဲလက်ဟန်ချီဟန်နဲ့ခဏဆောက်ရညွှန်ပြလျက်ရေခဲတိုက်ရှိရသို့သာအတော့နှင်းသွားတော့၏ရစ်ချက်တို့လူစုကဥနှိတ်ကကြံရတော့သည်ချက်ချင်းဆိုသလိုပင်ဒေါက်တာတို့လူစုပြန်ထွက်လာသည်ယမစင်းမှာမျက်နှာညှိုးငယ်လျက်ဟိုကြည့်တီကြည့်ဖြစ်နေသည် မျက်နှာနီမြဲလျက်ရှိသောဒေါက်တာကရေချက်တို့လူစုနှင့်တွေ့သည်တွင်အလကားပါဗျာပထမတော့ကျွန်တော်တို့ခမားတို့အတွက်တရင်တို့တစ်ခုဖြစ်မှာပဲလို့တင်လိုက်မိသေးတယ်ဒီပိုးကြီးကြောင်ကြောက်ကြဖြစ်နေတာပဲဗျာထို့နောက်မျက်လွာကိုချလျက်ဒုံရီစွာရက်နေသောရမတ်စင်းကိုခက်တန်စွာကြည့်လိုက်ပြီအဖိုးကြီးဒီလောက်အလုံးများနေတဲ့အချိန်မှာနောက်ကိုကလေးကလာလာမလုံးနဲ့ဒါပဲကဲခွင့်ပြုပါဦး ဒေါက်တာနှင့်သင်္ဘောပြူများပြောဆိုထွက်သွားကြသည်တွင်တရင်းတောင်များနှင့်ရမန်စင်းတို့လူစုထူးခြားစွာငြိမ်သက်တိတ်ဆိတ်၍ကြံရစ်တော်သည်တခဏများကြာမှရမန်စင်းသည် သူ၏တော်ဝီနေသောလက်နှစ်ဖက်ကိုနဖူးနှင့်ထိလိုက်ပြီးနောက်မိသူကိုမှမကြည့်ဘဲရေရွတ်လိုက်သည်ဒုက္ခပင်ဆက်ကျွန်တော်အသက်ကြီးပါပြီအလုံးလုံးရင်းနဲ့တည်သွားရင်ကောင်းတယ်အလုံးမရှိဘူးဆိုရင်လမ်းဘေးမှာတည်ရမယ်ဆက်ခုဆရာဝန်စိတ်ကောင်းလို့ပဲစိတ်မကောင်းဘူးဆိုရင်ကျွန်တော်ကိုအလုပ်ပါထုတ်ပြစ်နိုင်တယ်ဆက် အဖိုးကြီးရမစီအခြေအနေကိုကြည့်လျက်ကိုတန်းနဲ့ကိုတင့်တွင်တို့မှာအတော်စိတ်ထိခိုက်သွားမိတော့သည်ပရိချက်မာမူကအစာအဆုံးအောင်မြင်ခဲ့သောသူ့နောက်ကွက်အတွက်ဝမ်းသာအားရပြုံးစီစီဖြစ်နေသည်နောက်ဆုံးတွင်သူတို့သတင်းတော်သုံးဦးမှာအချင်းချင်းဟက်ဟက်ပက်ပက်ပင်နှုတ်ဆက်ခြင်းမပြုနိုင်ကြတော့ပဲလူချင်း क्वे သွားကြလေတော့၏ဖွေအလကားကောင်တွေတရင်တောက်လုံနေပြီဘာမှဟာတာမရှိဘူးလူနှုံတွေ မီးရောင်အောက်တွင်လူရှင်းသောလမ်းမကြီးတစ်လျှောက်တယောက်ထဲရှောက်ရွေလာသောရစ်ချက်ကပြစ်ပြစ်နှစ်နှစ်ရေရွလိုက်သည်သူ့အနုနှင့်မူမနက်ဖန်အသေး၌တွင်လူဆုံးသောမျိုးရည်ရှိုက်၍ပြောလိုက်နိုင်မည်ကိုတွေ့ဇလန်းတပုတ်ရလာခဲ့သည့်အတွက်အလွန်ပီတိဖြစ်နေမိသည်ဤအတွက်အရက်တစ်ခွက်နှစ်ခွက်လောက်လဲတောက်ချင်နေသေးသည်သူနှင့်သူ့အတွက်ဖောက်သည်ဖြစ်က အချိန်မရွေးပွင့်လှစ်ပေးသည့်36လမ်းရှိဘားတစ်ခုအတွင်းသို့ချိုးဝင်ပြီးနောက်ပိတ်ထားသောတံခါးကိုဖွင့်ကဝင်လိုက်၏ ခြေမြောင်းလာသောဘာအတွင်၌စိုင်းရှင်တရုတ်နှင့်တကားဝါကိုကြောပေး၍ထိုင်ကအရက်တောက်နေသောလူတယောက်သာရှိသည်ကြည်စံခွေးတစ်ခုအောင်ပွင့်ခုတီမပြန်သေးပဲဒီရောက်နေတယ်ကိုဒီကောက်စီစကူလေးပါလေးရထားတာရှိအစ်ကြည့်အောင်ပါပဲအရက်တောက်နေသူဤနောက်ကျောကိုစူးစိုက်ကြည့်လိုက်သည်နှင့်ရစ်ချက်မျက်နှာပြုံးရွှင်သွားပြီးနောက်စိတ်ထဲမှရေရွလိုက်မိသည်ထို့နောက်ခြေကိုဖော့နှင်း၍လာပြီးလျှင်အရက်ခွက်ကို မော့နေသောအောင်ပွင့်ဤကောက်ကို နောက်မှစက်ကနေတွန်းလိုက်သည်တွင်ဇပွဲတစ်ခုလုံးအရဲများပြန့်ကျဲ၍ဖိတ်ဆင်ကုန်တော်သည်တခွီခွီသီး၍နေသူကရုတ်တရက်နောက်ကိုလှည့်ကြည့်လိုက်သည်တဟီဟီနှင့်သဘောကျနေသောရစ်ချက်ကမျက်နှာချင်းစုံပြီးတော့မှသူ့မျက်နှာမှာအံ့အားသေးသည့်အမူအရသို့ယုံကြည်ပြောင်းသွား၏ဟိုက်လူမားပါပေါ်လားတော်တော်ရစ်ချက်နောက်ကျန်သွားလိမ့်ပြီဒိုသူကြီးပြင်းထန်သောညာဝိုက်လက်သည့်တစ်ချက်တည်းနှင့်ပဲရစ်ချက်မှာတပတ်လည်လျက်ကျမ်းပြင်းနှင့်မျက်နှာအပ်သွားတော်သည် ယုတ်ကြီးမမျော်လင့်မဲ့ဖြစ်လာသည့်ကိစ္စဖြစ်၍ဆိုင်းရှင်တရုတ်ပင်လျက်ရုဒိယငေးငိုင်ကြည့်နေမိသည်ထို့နောက်မှာကမန်းကရန်ပြေးလာလျက်ရစ်ချက်ကိုဆွဲထူကြည့်မိသည်ရစ်ချက်ကမလှုပ်တော့လေဘင်းကြီးတစ်ဖက်သို့တက်တက်ဆောင်းလျက်မျက်ဖြူလန်၍နေကြပြီဘလို့ဖြစ်တာလဲအသက်မရှိတော့ဘူးဆရာကြီးဆိုင်းရှင်တရုတ်ကရစ်ချက်ကိုငိုင်၍ကြည့်နေတော့ဧည့်သည်အားမော်ကြည့်ကပြောလိုက်သည်တွင်ထို့သူလှုပ်လှုပ်ရှားရှားပြသွားပြီး ကျုပ်လည်းရုတ်တရက်ဒေါမုံပြီးတော့စွဲထိုးလိုက်မိတာပဲဗျ။ဘယ်နဲ့ဗျာလူချင်းမတီးပဲအเจ้าမဲ့ဝင်စားတာခမ ्या အမြင်ပဲ။ဒုက္ခပဲဆရာကြီးဒါပြဘယ်နဲ့လုံးမလဲသူ့ကိုဒီတိုင်းထားလို့မဖြစ်ဘူး။စိုင်းရှင်တယောက်ကထိုးလူကိုအကဲခတ်ကမော့ကြည့်လျက်စိတ်ပူပန်စွာဖြင့်ပြောလိုက်သည်။ဧည့်သည်ကမူဘာကောမှဂရုမစိုက်ပဲလုံရဲရင်ခံရရမည်ဟုသောမျက်နှာပေါက်မျိုးဖြင့်ကျုပ်လည်းဘယ်သိမလဲခမ ्या ကြိုက်တယ်လို့လို့ပေါ့ဘယ်နဲ့ဗျာဒီလူနဲ့ ဘူးမသိဘာမသိသူများကိုလည်းနှောက်ချင်သည်လက်သီးတစ်ချက်လောက်နဲ့ပဲအသက်ထွက်သွားရတယ်လို့ပေါ့ဖော်ကြီးသူ့ကိုသိလားသိတယ်ကျွန်တော်ဖောက်တယ်တရားဝဲတရင်တော့လှုပ်တယ်ထို့နောက်စင်းစင်းဆဆဖြင့်ထိုသူအာမောကြီးပဲဆီယာကီရောဘာမှလှုပ်လဲကျုပ်ပင်လေကူးတင်မောမှာတင်မောသားပဲမနဲ့ဆိုကျုပ်တို့တင်မောကပီနံထွက်ရတော့မှာဗျာခုလိုအမှုပတ်နေပုံမျိုးနဲ့ဆိုကြောက်ပဲစိုင်းချင်တရုတ်ကြီးမျက်နှာမှာအနေငယ်ကြည်လင်ရွေ့လာပြီးနောက်စိုင်းတကားကိုအလင်းမြန်သွား၍ကန့်လန့်ချလိုက်၏ ျွန်တော်လည်းဒုက္ခပဲပေါ်စရာကြီးခုလိုကျွန်တော်ဆိုင်ပါမှာအမှုလားဖြစ်တော့နံပါတ်ပြက်ပြီးတော့ဆိုင်ပိတ်ခင်ရအောင်မယ်ဥပဒေတိုင်းဆိုဒီအချိန်ဆိုင်ပိတ်ရမယ်ပလိတ်ဒီဘာရီအကြောင်းကြားလိုက်ရင်ခမားလည်းမကောက်ကျွန်တော်လည်းမကောက်ဒီလူလည်းပြန်ပြီးတော့ရှင်းလာမှာမဟုတ်ဘူးနှစ်ဦးသဘောတူညီမှုရသွားတဲ့နေ့တွေပိုင်းနဲ့အလုဆာကြတော့ဒီရေချက်မှာဆိုင်ရှင်တယုံနဲ့ဧည့်သည်နှစ်ဦးတို့ကြားတတိလေးနေတော့မူသမားတက်ရောက်လာခြေရီရွတ်တိုက်ဆွဲလျက်ဆိုင်ကဲနောက်ဝေးပေါက်မှာပါသွားရလေတော့ဤ အချိန်မီမျှကြာသွားသည်မသိရေးချက်မှာပြန်၍သတိရလာသည်အမှန်စင်စစ်သူ့ကိုယ်သူသတိလစ်နေသည်သို့မဟုတ်လုံးဝသတိရနေသည်သို့ကွဲကွဲပြားပြားမသိနိုင်အောင်ပင်ဖြစ်သည်အကြောင်းကိုဆိုသော သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာနာကျင်ခြင်းလုံးဝမရှိမိသည့်အတွေ့အထိကိုမှအာယုံမခံစားရပဲရှိနေ၍ဖြစ်သည်သူ့ကိုယ်အနေထားမှာမှောက်လျက်သို့မဟုတ်ပက်လက်ဖြစ်နေသလားကိုပင်မသိသို့ရာတွင်သူ့အတွေ့အခေါ်အသိဉာဏ်မှမူလုံးဝကြည်လင်ကောင်းမွန်၍နေသည် ညာဦးပိုင်းကအဖြစ်အပျက်များကိုသူအားအားလုံးပြန်လည်၍အမှတ်ရနေသည်ရမတ်စင်းကြီးကိုနောက်ပြောင်၍ပြီး36လမ်းရှိဘားထဲသို့သူဝင်ရောက်ခဲ့စဉ်စိုင်တွင်းနှင့်အရက်ထိုင်တောက်နေသောလူစိမ့်တစ်ယောက်အားသူမိတ်ဆွေတရင်တော်အောင်ပွင့်အမှတ်နှင့်လူမပီးနောက်မိရာကအထိုးခံရန်ယခုအခြေသို့သူရောက်ခဲ့ရခြင်းဖြစ်သည်ဤသို့တစ်ချက်တည်းနှင့်မရှုမလခံရသည်မှာလဲရမတ်နှင့်ကားမောက်ရာတွင်ရခဲ့သည့်လေစီယိုးကျိုးသွားသောဒဏ်ကြောင့်ဖြစ်သည်သူစင်းက၎င်းတန်ချဲကြောင့် ဈေးရုံတွေတလားလုံးလုံးမလှုပ်မရှက်ပလတ်စတာကိုင်းခဲ့ရသည်ယခုလည်း၎င်းလေစီရုတ်တန်းဟာအောင်ဖြစ်ပေါ်ရခြင်းဖြစ်ပြီတို့ဖြစ်လျင်ယခုသူဘဲကိုရောက်နေသည်နီအီအချက်ကိုရစ်ချက်ကအပြင်းထန်ကြိုးစား၍စဉ်းစားသည် သူ့မျက်လုံးများကဘာကိုမှမမြင်ရနားလည်းမကြရခန္ဓာကိုယ်အတွင်းမှာအင်အားမှန်သမျှတို့မှလည်းလုံးဝပျောက်ကွယ်၍နေသည်သူ့ကိုယ်ခန္ဓာအစိပ်ပိုင်းအတွင်းမှာအုံနောက်တစ်ခုကိုသာလျင်အခက်အခဲမရှိ သူအတုံးကြပိုင်သော အခြေအနေရှိနေ၏ ဤသို့တွေးတောနေစဉ်အတွင်ရစ်ချက်တကူလုံးမှာအလွန်ကြီးမားလာသောချားရဟန်ကြီးအတွင်လက်ပတ်ချင်းခံရပြီးတကယ်တော့အာယုံမျိုးကိုအခမ်းရခက်လာစွာခံစားလိုက်ရသည်ထို့နောက်အလွန်ဝေးလံသောအရာမှပြောဆိုနေကြတကယ်တော့စကားသံများကိုလည်းသဲကွဲစွာကြားရလေတော့သည်ကျုပ်တို့သူ့ကိုတွေ့တော့အေးဆက်လို့တောင်းတောင်းနေပြီဗျသူ့ရောင်ဆန်းလို့မရတော့ဘူးဒါတော့ဒီညမိုးမရွာပြီလို့ပဲနှုတ်မဟုတ်ရင်မိုးရည်နဲ့မြောင်းနဲ့ပါသွားပြီးတော့ ခုချိန်ဆိုငစားဖြစ်နေရောပေါ့နောက်အတန်းတစ်ခုကလည်းမနဲ့ဆိုရင်တော့ရဲဘက်ကစုံစမ်းလို့ဘသူဘဝခွဲကြတိနိုင်လိမ့်မယ်ထင်တယ်ကဲကဲရုတ်တရက်နိုင်ဆိုင်လာတော့ကြောက်ကြီးအတွင်းသို့ပြေးချလိုက်တယ်လို့ခံစားရတဲ့ပြင်ရစ်ချက်မှာလန့်ဖြတ်အော်ဟစ်ရန်အပြင်းထန်ကြိုးစားလိုက်သည်သို့တော့သူ့နှကမ်းများလုံးဝမလုံသူသားလင်းလှုပ်ရှားလာသည့်စိတ်စောကြောင့်တတိလစ်သွားရတော့သည်မျက်လုံးတွင်းသို့မခံမရနိုင်အောင်ဝင်၍လာသည့်စူးရှသောအလင်းရောင်ကြောင့်ရစ်ချက်မှာပြန်လဲ၍တတိရလာပြန်သည် စိတ်တင်းလျက်ရုန်းကန်ကြိုးစားမှုကြောင့်လဲဒီတကားတွင်သူ့မျက်လုံးများအနှဲငယ်ပွင့်ဟ၍လာသည်မသည်မကွဲပေါ်လာသောမြင်ကွင်းမှာသူ့ရောက်မှုသောနေရာမျိုးဖြစ်၍နေသည်ဖြင့်ဘယ်ဖာပါလိဟုစဉ်းစားရသည်သည်လာရသောအခါတွင်က နောက်တစ်ကြိမ်သတိမလစ်သွားအောင်ရစ်ချက်ကအတော်ပင်အားတင်းယူရတော့သည်ရေခဲတိုက်အတွင်မှပါရကအဆောင်တရဝိုင်းရမစင်းကြီးကိုရပိုင်းနှင့်မျက်နှာကိုမသည်မကွဲလမ်းမြင်လိုက်ရသည်တွင်ရစ်ချက်မှာတအားတက်လာလျက် အတက်နိုင်ဆုံးသောအင်အားများကိုညှစ်ထုတ်ပြီးအော်နိုင်ရန်ကြိုးစားတော့သည် သူသည်ရေးစီရေးကသူအတန်ထွက်မထွက်ပေါ်တွင်မူတည်နေလေပြီသူနှကန်းများပင်အနှဲငယ်လှုပ်လာကြတော့လေအတန်ကားထွက်မလာသည် သူလေချောင်းတစ်ခုလုံးပွဲအပ်ကြေးမွသွားတော့မလောက်တော့ဒဏ်ကိုခံစားလိုက်ရသည် နောက်တစ်ကြိမ်တွင်မူကားဘလုံးပတွေမသေးမကွဲသောအချောက်ချောက်အတန်ပေါ်လာတော့၏ရစ်ချက်မှာဝမ်းမြောက်မှုကြောင့်အားအင်များပင်ရုတ်တရက် အတော်ပြေပြိုးလာသည်ဟုထင်မိသည်။ယယယမစင်တို့ရရင်တို့ချင်းနိုင်ယမစင်းကြီးမှာဇင်းတစ်ခုပေါ်မှာအဝတ်ပိုင်းတစ်ခုကိုတွားယူနေ गाय ဖြစ်သည်။အနည်းသို့ပြန်ရောက်လာခြင်းတွင်ရစ်ချက်ကတစ်ချိန်ထိုက်ပြီးအော်သည်။ယခုအချိန်၌အတန်အမာပူကျလာသည်။ရေခဲတိုက်နေရမှပြန်၍လာကြတော့မိမိ၏ပဲ့တင်တန်းကိုပင်ရစ်ချက်ကပြန်ချားရသည်ဟုထင်လိုက်မိသည်။ယမစင်း နားလဲ၍နေသောရမစင်းမင်းလည်း၎င်းအတန်းကြောင့်တုန်ကနေဖြစ်သွား၍ဘေးစီသို့လှည့်ကြည့်လိုက်သည်ရမစင်းအတန်ထွက်ပေါ်လာရာတတ်ထုဇလားကြီးသို့ဖြတ်ကနေကြည့်လိုက်လျက်ရမစင်းတကူလုံးမှာကြောက်ရွံ့လိုတောင်းတင်းသွားသည် သူ့မျက်နှာတကူလုံးမှာလည်းပြာတက်သွား၏ရမစင်းငါပါရစ်ချက်ပါရမစင်းဇဝေဇဝါတန်တရားဖြစ်စွာနှင့်ရမစင်းကတတ်ထုဇလားနီးသို့ချင်းကပ်လာလျက်အသေးချာငုံကြည့်လိုက်သည် ဖူးရောက်၍နေသောရစ်ချက်၏မျက်နှာကြီးမှာနှက်ခမ်းနှစ်ခုမှာအာယူလှုပ်ရှား၍နေသည်မျက်လုံးများမှာလည်းပုတ်ခတ်ပုတ်ခတ်ဖြစ်နေ၏ရမစင်ငါလေးရစ်ချက်သိတယ်မို့လားဆရာဝန်တယောက်အခုချက်ချင်းခေါ်ပြီးသားမှာရမစင်ကမတုံမလို့ရစ်ချက်ကိုသာငုံ၍ကြည့်နေသည်အခုမြင်မြန်သွားပါရမစင်ဒေါက်တာတယောက်ခေါ်ပြီးပါငါလေးရစ်ချက်တည်င်းတော့ရစ်ချက်လေးသိတယ်မို့လား ယမစင်းကငုံနေသောဦးကောင်းကြီးကိုလေးလေးခါရဲလိုက်သည်ရစ်ချက်ဆက်ဆက်ကိုဒီမှာလာထားတဲ့သူတွေအားလုံးကဘယ်သူမှမသိကြဘူးဆက်ဆက်မျက်နှာမကောင်းမှုဖြစ်နေလို့ပဲဟင်ဟုတ်လားဒါပြင်ကိစ္စမရှိဘူးတောက်တာတယောက်ယောက်ကသာမြ мян သွားခေါ်ပေးသားမှာယမစင်းယမစင်းကခေါင်းကိုရမ်းခါပြလိုက်ပြန်သည်ဒီလိုမလုပ်ပါနဲ့ဆက်တညမှာတခါပဲကျွန်တော်ကိုနောက်ဖို့ကောင်းပါတယ်အခုတခါဆိုရင်ကျွန်တော်အလုံးပြုတ်သွားမယ်ဆက် ဒီတခါဆိုရင်ကျွန်တော်ကိုဆရာဝန်ချမ်းသာပေးတော့မှာမဟုတ်ဘူး။ဟေးအခုဟာနောက်နေတာမဟုတ်ဘူးရမစင်ဆရာဝန်ကိုသာမြင်မြန်ခေါ်ပေးပါငါရစ်ချက်ပါရမစင်ဆက်ကိုဘယ်သူလဲဆိုတာမနဲ့ကြတော့သူတို့သိလာကြမှာပဲဟုတ်လားဆက်ကျွန်တော်ဟာအသက်ကြီးလာပါပြီဆက်ဒီတခါဆိုရင်လမ်းပေးမှာပဲတည်သွားရလိမ့်မယ်စိတ်ကောင်းကောင်းထားပါဆက်ရမစင်ကဥကောင်းကိုတွင်တွင်ရမ်းလိုက်ပြီးနောက်လက်ထဲမှာပိတ်ဖြူစားကိုပြန်ကလေးရဲ့ရစ်ချက်ပေါ်မှာအသားရအုပ်ပေးလိုက်သည် ထို့နောက်တတုဇလားကြီးကိုအန်အတွင်းသို့တွင်းလျက်ဂလန့်ကိုပိတ်လိုက်သည်တတုဇလား၏နံပါတ်မှာဆက်နှစ်ပြည့်လျက်မှတ်ချက်ဆိုင်ရွက်ကလေးမှာလည်းတလှုပ်လှုပ်ဖြစ်နေ၏ကိစ္စပြီးသွားသည်နှင့်ရမစင်းကြီးမှာရေခဲတိုက်ဝါရှိ ထိုင်းနေကြခွေးချီလေးတစ်ခုရှိရာသို့ခါတိုင်းကဲ့သို့ပင်တုံချိစွာဖြင့်ရှောက်သွားလျက်ထိုင်းကြလိုက်သည်ထို့နောက်သူ့နိုင်ငံပိုင်းအတွင်းမှာစေးမုတ်အထုပ်ကလေးကိုဖြီးလျက်ပါဇက်အတွင်းသို့စေးမုတ်အနေငယ်ပတ်သွင်းလိုက်၏ ထို့နောက်တွင်ကသူတာဝန်ကုံဆုံးမိအချိန်ကိုသာဇိမ်ပြေနှပြေငိုင်းမြည်ရင်ထိုင်၍စောင့်နေပေသည်။ငွေမောင်းဟုတ်ကဲ့အခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။ကိုယ်စိတ်နှပြကျမ်းမှာချမ်းသာကြပါစေ။